ိသက်များအားလုံးကိုကျမတို့ရဲ့ Boost Do Channel လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ပြိသက်ကြီးတို့နားဆင်မှုအတွက်စာရေးသူအကဆော်ရေးသားထားတဲ့ဆုံးတီဥပဒါနဲ့ချာရှင်နာကိုခန်းအင်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခြင်းပါရရှင်။ဇလန်းလေးမစားခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like Subscribe လေးလုပ်ပြီးဘေးနားနိုတီကောင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုခြင်းပါရရှင်။ဒါဆိုရင်တော့ပြိသက်ကြီးရှင်ဇလန်းလေးကိုစတင်ပေးလိုက်ပါပြီ။ဥပဒါနဲ့မကောင်းသလိုကျုပ်တို့အမေလည်းတော်တော်မမာဘူးဗျ။ကောက်ခါငင်ငါကြီးထပြီးဖြားတာ။ နှွေအကုံမိုးကူးဆိုတော့ယာတိဝုဒုအကူပြောင်းကြောင့်ဖျားတယ်လို့ထင်တာပေါ့အမေဖျားပြီဆိုတော့တူတူတအိမ်လုံးနေရထိုင်ရစားရတော့ရတာအဆင်မပြေတော့ဘူးအရင်အဆိုအမေကမနဲ့အစောကြီးထားပြီးချက်ပြုတ်တယ်တူတူစားဖို့မနဲ့စားပြင်ပေးတယ်လေထဲမစင်းခင်တူတူလည်းထမင်းစားတော့ပြီးတော့အေးလူလူစင်းကြတယ်နေ့လယ်ပိုင်းကျရင်တော့အမေလာပို့တဲ့ထမင်းနဲ့ဟင်းကိုလေထဲမှာအဆင်သင့်စားရုံပဲအခုတော့အမေမရှိတော့ချက်မဲ့ပြုတ်မဲ့သူကမရှိအကိုကြီးရဲ့မိန်းမဆိုတာကလည်းကလေးတစ်ဖက်နဲ့မို့ မနဲ့အစောမထနိုင်ဘူးလေ။နို့ညာညမနဲ့အငယ်မဆိုတာကလည်းမနဲ့မိုးလေးရင်အမေကပါဇက်အမြောက်ပြည့်နှိုးတော့မှကုံယုံထားကြတဲ့သူတွေမလား။ဒီတော့နောက်ဆုံးချက်ဖို့ပြုတ်ဖို့တောင်းဝင်ရကျုပ်ပကုံးမို့ရောက်လာခဲ့တာပေါ့။အလက်ကောင်ကြီးထားတော့ဟာအမေကအဲ့ရတဲ့ကနေလန့်အော်တယ်။ကိုယ်တိုင်လည်းထားဖို့လုပ်တယ်။ဒါပေမဲ့ဖြားနေပြီးအာမရှိတော့မထနိုင်ဘူးပေါ့။ကျုပ်လည်းအဲ့ရကနေထားလိုက်ရတယ်။မနဲ့၄နာရီကြောနေပြီပေါ့ဗျာ။ထားပြီးတော့မျက်နှာမသိနိုင်သေးဘူး။မိဖို့ကြောင့်လည်းအရင်ဝင်ရတယ် မီးမွေပြီးတော့ထမင်းအိုးတဲကိုစံတက်စေးပြီးထမင်းတအိုးကောက်တင်ရတယ်။မီးရနဲနေတယ်လို့ထင်တာနဲ့ထင်းတို့များများကောက်ထဲလိုက်တာပေါ့။ပြီးတော့မှမျက်နာတင်ရတယ်။စာလက်တစုံလုံးနဲ့သွားကိုတည်တည်ချာချာကြာကြာနာနာတိုက်ပြီးတော့မျက်နာကိုဆက်ပြားနဲ့ပုတ်နေတော့မီးဘိုကန်းထဲကနေတရှဲရှဲနဲ့အတန်နေကြားနေရပြီ။ကျုပ်လည်းလန့်ပြီးတော့မီးဘိုချောင်းထဲကိုပြေးဝင်လိုက်တော့ထမင်းအိုးကဝေကျနေပြီးတော့တရှဲရှဲနဲ့အတန်နေမီနေတာဗျ။ကမန်းကရန်နဲ့ဒံအိုးဘုံကိုလက်နဲ့ပြေးကင်လိုက်တော့ဒံအိုးဘုံကလည်းပူလိုက်တာဗျာ။ လက်ပူရင်နရွက်ကိုကင်ရတယ်ဆိုလို့လန့်ပြီးနရွက်ကိုကင်လိုက်တော့အဲ့ဒီဒံအိုးပုံကကျုပ်ချီမပုံဒေါင်းလိုက်ပြုတ်ကြတာပဲအဲ့ဒီခေကဒံအိုးတွေဆိုတာဒံအသားအထူးထူးကြီးတွေပေါ့ခုခေတ်လိုပပရှက်ရှက်လေးတွေတော့မဟုတ်ဘူးဆိုတော့ကျုပ်ဘလောက်နာမဲဆိုတာခမားတို့ပဲစဉ်းစားသာကြည့်တော့ဗျာမိဘကြောင့်တည်းမှာကျုပ်တယောက်တည်းနရွက်ကင်ရင်ခြေတော်တစ်ဖက်လေးပေါ်မြောင်ရင်ခုန်နေတဲ့ကျုပ်ရဲ့အဖြစ်ကိုခမားတို့မြင်မိရင်ရီမိမှာအသေးချာပဲဒီလိုနဲ့တမင်းဟင်းချက်ပြုတ်ရင်မနေ့6နာရီခွဲလောက်ကြတော့အာလုံးပြီးစီးသွားပြီ ဟင်းရတော့လွယ်တဲ့ကျဲဦးကျော်ရဲ့ခရမ်းကျစ်သည်ငပိချက်ကတော့မပါမဖြစ်ပေါ့အမေမရှိတော့ဟင်းရတော့ဘယ်ဆုံးမလဲဒီလိုပဲဖြစ်တယ်လို့စားရတာပေါ့အဖေနဲ့အကိုကြီးကမျက်နာတွေပါတစ်ပြီးတော့ခုံထမ်းမှာထိုင်နေလဲတဲ့တူတူဆင်းမဲ့နို့ညာညမနဲ့ညမငယ်လေးလာထိုင်တာပေါ့နောက်ဆုံးအငယ်ကောင်ကမျက်နာကိုကမန်းကရန်တစ်ပြီးထမင်းစဝဲမှာထိုင်လိုက်တော့အားလုံးလူဆုံးပြီပေါ့ကျုံလဲဟိကွက်တွေကိုချပေးလိုက်တယ်ကျဲဦးကျော်ကို ပကတ်တစ်ချက်တည်းကိုကြော်ပြီးတော့ချတယ် ကျောင်းငါလုံးတော်ကြော်ထားတာမို့လို့ကျောဦးကျော်ကအကြီးဝိုင်းဝိုင်းကြီးပေါ့ပြီးတော့ခရမ်းကျင်သီးငယ်ပြီးချက်ပကန်ချတယ်ပြီးတာနဲ့အမေကျော်ထားတဲ့မြေပဲဆန်ကျော်လေးတစ်ခွက်ချပေးလိုက်တော့ဟင်းနေရအစင်းသင်းဖြစ်သွားပြီပေါ့ထမင်းတွေကိုလည်းပကန်ထဲထည့်ပြီးတော့အားလုံးရဲ့ရှေ့ကိုချပေးလိုက်တယ်အဖေကကျောက်ချပေးတဲ့ထမင်းပကန်ကိုတိတိကျကျကြည့်နေတယ်အလက်ကောင်မင်းဟာထမင်းလားမိုးစိမ်မောင်းကြီးလားထမင်းတွေအပွက်လွန်ပြီးစီးကပ်သွားတာဆိုတော့ထမင်းစိတ်တွေပျောက်ပြီးတော့ထမင်းကမိုးစိမ်မောင်းတော်ကြီးလိုဖြစ်နေပါရော့ သမီးကိုရောင်းမနဲ့ကူထားတော့ပကံထဲမှာအတုံးလေးတွေဖြစ်နေတာပေါ့။ဟာအဖေရလဲဗျာ။အတုံးလေးတွေဆိုတော့နယ်ဖက်စရာမလိုတော့ဘူးပေါ့။လက်နဲ့ကန်ပြီးတော့ဟင်းနဲ့တို့ပြီးစားရုံပဲ။အဖေမျက်နှာရှုံမဲ့သွားတယ်။ဒါပေမဲ့ကျုပ်ကဘာမှတော့မပြောဘူးဗျ။အကိုကြီးကတော့ဟင်းချေမများတတ်ဘူး။ကျုပ်ကြော်ထားတဲ့ကျဲဦးကျော်ကိုတဖဲဖဲလိုက်ပြီးတော့ပါဇက်တဲ့ကိုပြစ်ထည့်ပြီးဝါလိုက်တာပဲ။အာခါလိုက်တာ။သီးအကိုကြီးကတုံးလေးချက်ဝါပြီးတာနဲ့တခြားဘက်ကိုလှည့်ပြီးထွေးထုတ်လိုက်တာပဲ။နောက်တော့ကျုပ်ကိုလှည့်ကြည့်တယ်။အလက်ကောင် ကျောက်ကိုဘလို့ကြော်ထားလဲကျောက်ကတော့ကို့အကြောင်းကိုသိတာမို့ဘာမှမပြောဘဲနဲ့ကြီးကျဲကျဲနဲ့ကြည်နေတာပေါ့အကိုကြီးကပကံမော်ကကျောက်ကျော်အချက်ကြီးကိုလက်နဲ့ကင်ပြီးတစ်ဖက်ကိုဆွဲလန်လိုက်တဲ့ဆိုရင်ပဲမဲတူပြီးချက်ပြားကြီးဖြစ်နေတဲ့ကျောက်ကျော်တစ်ဖက်ချမ်းကိုတွေ့သွားပါရောဟက်ကဟိုဘက်ချမ်းကဒေဝဖီလို့ဖြစ်နေပါရောလားဟေးဟေးမီးပြင်းတော့ကျောက်ကျော်တွေတူးသွားတာအကိုကြီးကဒါမှမပူပါနဲ့ဒီဘက်ချမ်းကိုဟုတ်တယ်လို့အပေါ်ယံလေးကနေလက်နဲ့ချစ်ယူပြီးစားလို့ရပါတယ် ကျုပ်လည်းကျုပ်ရဲ့မကြက်တကြက်ဖြစ်နေတဲ့အချမ်းကိုလက်ချောင်းလေးတွေနဲ့ချစ်ပြီးတော့ကလော်စားပြလိုက်သေးတယ်။လက်ချောင်းနဲ့ချစ်ရင်တူးနေတဲ့အပိုင်းစာတွေပါလာလို့ပါဇက်ထဲမှာကားသွားတာပဲ။ချက်ချင်းထွေးထုတ်ခြင်းပေမဲ့ကိုချက်ထားတဲ့လက်ရဆိုတော့လဲဘာမှမပြောတော့ပဲချိန်မိပြီးမြူချလိုက်တာပေါ့။အငယ်မကအတုံးလိုက်ဖြစ်နေတဲ့ထမင်းနှုံးမုံခင်းညင်တီငပီးချက်တစုံကပ်ပြီးစမ်းလိုက်တယ်။ပြီးတော့ထမင်းနှုံးလေးကိုလက်နှစ်ချောင်းနဲ့ကင်ပြီးအသာကိုက်ဝါလိုက်တယ်ဗျ။အမလီငယ်လိုက်တာထွေးထွေး တိုင်လုံးကကျုပ်ကိုဝိုင်းကြည့်တာပေါ့ကျုပ်လည်းခရမ်းကျစ်သည်ငပိချက်ကိုလက်ညှိုးနဲ့တို့ပြီးတော့ပါဇက်ထဲထည့်လိုက်တယ်မဆိုးပါဘူးအငယ်မရငပိချက်ချက်နေရင်စားကိုထည့်ပေးပြီလားမထည့်ရသေးဘူးလားဆိုတာမသေးချာတာနဲ့နှစ်ခါထည့်လိုက်မိတာမဆိုးစလောက်လေးငန်သွားတာပါထမင်းနဲ့တွဲစားရင်အတော်ပဲမဆိုးစလောက်ငန်နေတာပြောတာကျုပ်လက်ရာကိုကျုပ်သိနေပြီခရမ်းကျစ်သည်ငပိချက်ကငန်သွားလို့လေချောင်းထဲကိုမြိုချလိုက်တာတော့အကောင်ချောက်ပြီးတော့ရေရချက်ချင်းစာလာတယ်သူတို့မရေမိအောင်လို့မတိမတာလေးထားပြီးတော့ ရေဦးကနေရေသုံးခွက်လောက်ဇက်တိုက်တောက်ချလိုက်မှပဲရေငက်ပြေးသွားတော့တယ်။နောက်တော့အငယ်မထမင်းပကံကင်ပြီးတော့မတ်တက်ရလိုက်တယ်။အဖေကအငယ်မကိုကြည့်ပြီးဟဲ့အငယ်မဘယ်သွားမလို့လဲ။ဘယ်သွားရမှာလဲအဖေကအကူလက်ချက်ထားတဲ့ဟင်းတွေကစားလို့မှမရတာ။ဒီတော့ဒီထမင်းပြည့်ပြည့်လေးကိုစီနဲ့စားနိုင်နေပြီးမြေဘဲဆန်ကြော်လေးနဲ့ပဲစားတော့မယ်။အဖေကခေါင်းညိတ်ပြီးတော့အေးကောင်းတယ်ရော့ငါလည်းနေပေးစမ်း။အဖေကပါသူ့ထမင်းပကံကိုအငယ်မကိုလှမ်းပေးလိုက်တယ်။ လူညာညမကတော့ကြုတ်ချက်ထားတဲ့ထမင်းတုံးကိုဒီတိုင်းကြိုက်စားနေတယ်။ပြီးတော့ကြုတ်ကိုကြည့်ပြီးနောက်ဆိုထမင်းကိုအပြဲလွန်သွားရင်အိုကြီးကြီးနဲ့လဲပြီးစံပြုတ်တာပြုတ်လိုက်အကိုလက်ရည်စံပြုတ်ဖြစ်သွားရင်တော့ဒီထက်စားကောင်းမယ်။ကြုတ်လည်းအကြံရသွားတာပေါ့။အေးဟစံပြုတ်ဆိုရင်ဟင်းချက်စရာလည်းမလိုတော့စားခက်တော့ရုံပဲ။အေးနေပြောတဲ့အကြံကောင်းတယ်။ကြုတ်ပြောနေတော့ရှိသေးတယ်။အဖေရှိရရင်းနှွေးချမ်းပကံလုံးကကြုတ်စီကိုပြန်ထွက်လာတာပေါ့။ကြုတ်လည်းအရှောင်တိတ်ရကျွမ်းမိသားဆိုတော့ချက်ချင်းငုံဆောင်လိုက်တယ်။ အဖေကဒေါသထွက်ထွက်နဲ့ဟက်ကောင်အဲ့ဒါမင်းကိုတမင်ရွက်ပြောနေတာကွဟာအဖေကလည်းတကတလေတော့အစင်မပြေရလေးရှိမှာပေါ့ဗျမပူနဲ့ညနေစာကိုအဖေတို့စိတ်တိုင်းကျစပယ်ရှယ်တော်စမ်းနောက်ဆိုမင်းထမင်းချက်ဖို့မပြောနဲ့မိဖို့နားတော့မတည်နဲ့ကွချက်ဖို့ပြုတ်ဖို့အကြီးပြောင်းအကူညီတောင်းလိုက်မယ်မင်းချက်တာသာဆက်စားလို့ကတော့ငါတို့သွေးတိုးပြီးတည်မှာပဲအဖေကဒေါသထွက်ထွက်နဲ့ထမင်းဝိုင်းရထထွက်သွားတယ်ဒီလိုနဲ့ကျုပ်လဲတမနဲ့နဲ့တယ် အိမ်ရဲ့စပိုမှုရာတို့ကနေပြုတ်သွားပါရောလားစုံးနေရဖျားတတ်တယ်လားကျုပ်ကြားဘူးလားတော့စုံးဆိုတာမဖျားဘူးမနာဘူးဆိုကျုံမလိုက်တော့ဥပဒါကကျုပ်ကိုမျက်စိမေးပြီးကြည်တယ်ဗျမင်းကဘယ်ကပုံမြင်နေဖက်မိပြန်ပြီလဲမသိပါဘူးမှတ်ထားကစုံးဆိုတာလဲအသွေးနဲ့အသားနဲ့ဖွဲ့စည်းထားတာပဲခန္ဓာရှိရင်ဝေဒနာရှိတယ်စုံးမပြောနဲ့မင်းတို့ဖျားတော်မှ96ပါယောဂာနဲ့မกินလို့တမားတော်ဇီဝကစောင့်ရှောက်ပေးရတယ်ဆိုဥပဒါကကျုပ်ကိုခက်ပြက်ပြက်ပဲပြောတာ သူလဲနေမကောင်းဖြစ်နေတာ哦ဗျကျုပ်လဲသူ့ကိုမျက်နှာလှုပ်ချင်တော့တုတ်ချက်ထားတဲ့ထမင်းလေးတွေပို့ပေးတာပေါ့တယောက်တည်းနေတဲ့လူကဖျားနေတာဆိုတော့ဘဲချက်ပြုတ်စားနိုင်မှမလဲအိမ်မှာလဲစားတဲ့သူမှမရှိတာ哦ဒါနဲ့မင်းအမေရောမမအူဆိုဟုတ်ပါဥပဒါယအမေလဲသွေးနဲ့သားနဲ့တိဆောက်ထားတာမို့ဖြစ်မှာပေါ့အေးအေးငါအိတ်လိုက်အောင်မဲမင်းပြန်တော့ဥပဒါကကျုပ်ကိုအတင်းနှင်လို့တဲဗျကျုပ်လဲသူ့ကိုမျက်စောင်းထိုးကြည့်လိုက်တော့ မေငါအနာရှိနေငါစကားတွေအများကြီးပြောရလွန်းလို့ပါကွာငါတောင်းပန်ပါတယ်သွားပါတော့ကျုပ်ကိုတောင်းတောင်းပန်ပန်နဲ့ပြောနေတာပဲကျုပ်လည်းသူ့ကိုတနာသွားတာနဲ့ထမေးခွက်ဟင်းခွက်တွေချပေးခဲ့ပြီးတော့ထသွားတာပေါ့ချမ်းနေချမ်းနေညနေ9နာရီလောက်ရောက်တော့အမေကတုံနေတာပဲဗျကျုပ်တို့လည်းတည်းကပြန်လာတဲ့ချိန်ပေါ့အငယ်မကတော့အမေကိုအနီးကပ်ပြုစုနေတယ်ကျုပ်အိမ်ပေါ်တက်ပြီးအမေကိုကြည့်လိုက်တော့အမေကအတော်ကိုချောင်ကြနေတာပဲမျက်လုံးကိုပြူးထွက်နေတာပဲ သုံးလေးရက်အတွင်းအမေအတော်ကြာသွားတယ်။တကူလုံးကတော့ကြာသွားပြီမဲ့အမေဘိုက်ကပူလို့ဗျ။ဟဲ့အငယ်မအမေကိုဆေးတိုက်ပြီးပြီလား။တိုက်တော့တိုက်တယ်။အမေကဘာမှစားလို့တောက်လို့မရဘူး။ရေတိုက်ရင်တော့အန်အန်ထွက်နေတာ။အဲ့ချိန်မှာပဲအမေဘက်ကအမျိုးတော်တဲ့အကြီးပြုံးကအိမ်ပေါ်တက်လာခဲ့တယ်။လက်ထဲမှာလည်းစံပြုတ်တစ်ခွက်ကင်လို့ပေါ့။ပြီးတော့အမေရှေ့မှာဝင်ထိုင်နေ။အစားတစ်ခုခုတော့ဝင်အောင်စားလိုက်မှသန်း။အစားမဝင်ရင်နင်းလဲသွားမှာပေါ့။အကြီးပြုံးကစံပြုတ်တစ်စုံခတ်လိုက်ပြီးတော့တပူပူမှုန်လိုက်တယ် ။ဆံပြုတ်ကကြက်သားနဲ့ပြုတ်ထားတာမို့လို့အစီလေးတွေဝေ့ပြီးတော့မှုန်းနေတာပဲ။အပေါ်ကနေစီချမွေးမွေးလေးရလဲဆန်းထားတာဟုတ်။နောက်တော့အကြီးပြုံးကဆံပြုတ်စွန်းကိုအမေကိုလှမ်းခေါ်နေ။အမေကပါဇက်တဲကိုရဲရဲလေးဟာပြီးတော့ဆံပြုတ်ကိုရှူခနဲ့တောက်လိုက်တာဗျ။ကောင်းလိုက်တာအကြီးပြုံးရဲ့။ကောင်းရင်များများတော့ဒီတပကံတော့ဝင်အောင်တော့အကြီးပြုံးကဆံပြုတ်နောက်တစ်ခွက်ခန့်နေတော့ရှိသေးတယ်။အမေကဩကနဲ့ပြုတ်တက်လာပြီးဆံပြုတ်တွေကိုပြန်အထုတ်လိုက်တယ်။ဆံပြုတ်တွေရောရေတွေရောပါတယ်။ အကြီးပြုံးလဲပေးကြံကုန်တာပေါ့အငယ်မရေတခွက်ယူလာပြီးအမေကိုတိုက်တယ်အမေကရေတကြိုင်မောတောက်လိုက်ပြီးတော့ခုနကအတိုင်းပြန်အံထုတ်ပါရောဟဲ့မတန်းညီမစားနိုင်ဘူးလားစားတော့စားတယ်အကြီးပြုံးရဲ့ဒါပေမဲ့စားလိုက်တိုင်းအံတောက်လိုက်တိုင်းအံနေတာဆိုတော့မစားချင်မတောက်ချင်တော့ပါဘူးရှင်အံရတာလဲပြင်ပန်းလိုက်တာအမေအံဘက်တွေပေးသွားတဲ့အဝေးစားတွေကိုလဲပေးပြီးတော့အမေလဲပြန်လဲပြီးအိတ်သွားတာပေါ့ချုပ်ပြင်းအမေကိုကြည့်ပြီးစိတ်တောင်မကောင်းအမေလက်လေးတွေဆိုပိန်ပိန်ကလေးရှိတော့တာ ဒါတော့မှဖျားတာသုံးရက်လောက်ရှိသေးတယ်။ကျုပ်လည်းစိတ်ငင်းငင်းနဲ့အိမ်ပေါ်ကဆင်းလာတော့စံပြုံးနဲ့မှုေးနေတာပဲ။ဘေးဘီကိုကြည်လိုက်တော့လူလဲရှိနေတာမို့မိဖို့ကြောင့်နဲ့ဝင်ပြီးတော့တလုံးကြိုင်လေးတွေကိုစံပြုတ်တွေခတ်ထဲတာပေါ့။ဘသူတွေ့လဲဆိုတော့ခမားတို့သိမှာပေါ့။ပြီးရနဲ့စံပြုတ်ကြိုင်လေးကိုအသာဖွက်ကင်ပြီးတော့အိမ်ထဲကနေအပြေးထွက်လာခဲ့တယ်။ကျုပ်ခြံထဲကနေထွက်တော့အကြီးပြုံးကအလေကားကနေဆင်းလာတယ်။ကျုပ်လည်းမျက်နှာပူတာနဲ့ခြံထဲကနေအမြန်ပြေးခဲ့တာပေါ့။ရော့ဥပဒါစားဖို့ကျုပ်ပြုတ်လာခဲ့တာ။ ။ဥပဒါကလှဲနေရကငုတ်တုတ်ထိုင်လိုက်တဲ့ပြနောက်တော့ကျုပ်ကင်လာတဲ့တလုံးကြိုင်လေးကိုကြည့်တယ်။မင်းချက်လာတာဆိုရင်တော့မစားတော့ပါဘူးကွာ။ဟာဥပဒါကတော့စားစမ်းပါဗျ။တော်စမ်းပါကွာမနဲ့ကလေးကထမင်းဟင်းနေချက်လာတဲ့ဆိုလို့ငါမှဗိုက်စာချာနဲ့စားလိုက်တာ။မြို့လို့တော့မရဘူးကွာ။ဒါနဲ့ပကံများစုပ်တဲထည့်ပြီးခုတ်ကြားကိုကျွေးရ။ငှက်ပြက်နေတဲ့ခုတ်ကြားတော့မင်းထမင်းကိုမစားဘူးကွာ။ကျုပ်လဲဟီကျဲကျဲပဲလှောက်ရတော့တာပေါ့ဥပဒါကလဲကျုပ်ကစားစီခြင်းလို့ပေးတာပါဗျာ ရော့ဒီမှာစံပြုတ်ဗျာစံပြုတ်ကြိုက်ကိုဖွင့်လိုက်တော့အနံ့အမွှေးထွက်လာတယ်။ဥပသာလည်းနှကန်းတက်ပြီးတော့စံပြုတ်ကြိုက်ကိုငေးကြည့်တယ်။ဒီလောက်မွှေးကြိုင်နေတာဆိုတော့တေချာပေါ့မင်းလည်းရမဖြစ်နိုင်ဘူး။ဟိဒါကအကြီးပြုံးလဲရာဥပသာကဇုံတကြောင်သွားယူပြီးတော့စံပြုတ်တွေကိုအားရပါးရခတ်တောက်တာပဲ။သူ့ပုံစံကြည့်ရတာအနှင်းနဲ့အလားလားကညက်ပြက်လာတဲ့လူလိုပဲ။တလုံးကြိုင်နေကစံပြုတ်တွေအကုန်ကုန်အောင်ကိုတောက်ထည့်လိုက်တာ။စံပြုတ်ကုန်သွားတော့ဂျိုင်ထဲကိုရေးထည့်ပြီးတော့ရေးနဲ့ကျင်းပြီးတောက်လိုက်သေးတယ်။ ကောင်းလိုက်တာမပြုံးလဲရဒီလောက်ကောင်းမဲငါမသိခဲ့ဘူးစားပါစားပါဒီစံပြုတ်ကအမှန်တော့အမေးတွက်ပြုတ်ထားတာအမေကစံပြုတ်မပြောနဲ့ရေတောင်မျိုးချမရဘူးဗျဥပဒါကတစ်ချက်တွေးသွားတယ်ရေတောင်မျိုးမရဘူးတဲ့လားကျုပ်ကိုပြန်မေးတော့ကျုပ်လဲခေါင်းငိမ့်လိုက်တယ်ဒါပေါ့စံပြုတ်တစ်စုံစားရင်လဲအန်းရေတစ်ချိုင်လောက်တောက်ရင်လဲအန်းစေးတောင်တောက်လို့မရဘူးတဲ့ဗျမင်းဟာရိုးရယ်လားကွကျုပ်လဲဥပဒါကိုမျက်စောင်းထိုးလိုက်ပြီးဥပဒါကပြောလိုက်ရင်အမြဲတမ်း ရိုးရဲလားရိုးရဲလားနဲ့အေးငါကလည်းထူးဆန်းလို့မေးကြည့်တာပါကွာဒါနဲ့အခုရပိုင်းမှာမင်းမေဘာတွေဖြစ်ခဲ့သေးလဲကျုပ်လဲခေါင်းခါလိုက်ပြီးတော့မဖြစ်ပါဘူးအေးဆေးပါပဲကဲဥပဒါကျုပ်သွားတော့မယ်ဥပဒါသာဆေးကူးတက်လို့ရတော့ကျုပ်မေကိုဥပဒါနဲ့ပဲကုပစ်လိုက်ခြင်း ਨੇ ခတ်တာဥပဒါကိုပါကိုတော့အဖျားကိုမကုနိုင်ဘူးမလားကျုပ်လဲတမေခနဲ့ပြောပြီးတော့တလုံးဆိုင်လေးကင်ပြီးဥပဒါခြံထဲကနေထွက်လာခဲ့တယ်အိမ်မှာထူးဆန်းတာတွေဖြစ်နေပြီး ကျုပ်ခြံထဲဝင်လိုက်တော့အကြီးပြုံးကအိမ်ရှိကပြောနေတယ်ဗျအဖေကလည်းသူ့ကိုကြည့်လို့ပေါ့ဘာတွေဖြစ်နေရလဲဗျဘာဖြစ်ရမှာလဲတကြီးရဲ့ညနေကကျုပ်ဆံပြုတ်တွေတအိုးကြီးပြုတ်ထားတာအခုတဝက်ပဲကြံတော့တယ်တရားရောက်တောက်သွားတာဖြစ်မှာပေါ့ဗျအကြီးပြုံးကမယုံခြင်းဘူးမဖြစ်နိုင်ပါဘူးတကြီးရဲ့ဒီအိမ်မှာကျုပ်တို့အမဲရှိနေတာပဲသိကြပါလေဒါတရေတွေဘာတွေတောက်သွားတာဖြစ်မလဲတရေတောက်တာမဟုတ်ဘူးဗျဆုံးတောက်တာဗျ ကျုပ်လည်းဆိုင်ကလေးဆွဲပြီးအဖေရှိရခုံမဝင်ထိုင်လိုက်တော့အကြီးပြုံးကတန်းတောနဲ့ဟဲဆုံးတယ်လားပြောစမ်းဘယ်ဟာဆုံးလဲဥပဒါဘောဗျသူလည်းဖျားနေတယ်မလားဒါနဲ့ကျုပ်လည်းဆံပြုတ်ခတ်ပြီးသူ့ကိုတွားပို့လိုက်တာကဲရှင်းပြီလားကျုပ်ပြောတော့မှအကြီးပြုံးကကျုပ်ကိုမျက်စောင်းထိုးတယ်ငါကိုကလေးကအဖေကအကြီးပြုံးနဲ့တိတ်စကကြောမတည့်ဘူးမလားဒါနဲ့အဖေကကျုပ်ကိုကြည့်ပြီးတော့ဥပဒါအတွက်ပို့မယ်ပြောရင်ငါတို့ကတားမလားကွတကယ်ဆိုရင်တော့မင်းဆံပြုတ်တွားပို့မယ်ဆိုတာကို တယောက်ယောက်ကိုတော့ပြောတင်တာပေါ့အခုတချို့တွေကထင်ကြရတယ်ထင်ကုန်ပြီမလားအဖေကအကြီးပြုံးကိုစောင်းခဲ့ကြည့်ပြီးပြောလိုက်တော့အကြီးပြုံးက အဖေကိုမျက်စောင်းလှမ်းထိုးပြီးတော့အိမ်မောတက်သွားတယ်ဒါနဲ့အဖေအမေမသက်သာရင်ဘယ်လိုလုပ်မလဲအစားမဝင်ရေမဝင်နဲ့ဆိုတော့အဖေကတက်ပြင်းချပြီးအေးငါအားလုံးတွေးထားပြီးသားပါမနေ့ပြန်မှအခြေအနေမဟန်လို့ကတော့စိတ်ယုံတင်ရမယ်ကွကျုပ်လည်းခေါင်းညိပ်ပြီးတိုင်ကုံကနေထားဖို့လုံးလိုက်တယ်ဒါပေမဲ့ကျုပ်ကောင်းတဲ့သတိတစ်ခုရလိုက်တယ် အော်ဒါနဲ့ဖေအမေကအခုရပိုင်းအတွင်းဘာတွေထူးခြားသေးတယ်လဲအဖေကတစ်ချက်စဉ်းစားပြီးတော့ဘာထူးခြားတယ်လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတော့ဒေါ်ကျွေတို့သားမိတွေနဲ့ရံဖြစ်ကြသေးတယ်ကွဟင်ကျုပ်လည်းမသိရပါလားမင်းကအဲ့တုန်းကပြန်မမရောက်သေးတာဘာလို့ဖြစ်တာလဲသူ့ကြောင့်တော့မဟုတ်ပါဘူးသူ့တူမဒေါ်ကျွေတို့သားမိကိုပတ်စံချီးတယ်ပတ်စံပြတောင်းတော့သမီးကလည်းအမေလိုလိုအမေကလည်းသမီးလောက်တာလိုလိုလွှဲချနေတာတဲ့ဒါနဲ့မင်းအမေကသူ့တူမကိုစား လူမိုက်သွားလုပ်ပေးတာပဲဟိအဲ့ဒီမှာစဲကြဆူကြနဲ့ရန်နေဖြစ်ကြတာပေါ့အဲ့ချိန်မှာပဲအိမ်မော်တက်ကအတန်နေကြရတယ်ပြီးတော့အကြီးပြုံကကြောက်လန့်တကြားနဲ့အိမ်မော်ကနေပြေးဆင်းလာတယ်မတန်းအပမိနေတာတကြီးသူ့ကိုပယောကဝင်နေတာဖြစ်မယ်အဖေနဲ့ကြုံလဲတယောက်မျက်နှာတယောက်ကြည့်လိုက်တာပေါ့အကြီးပြုံကစက်ပြီးဒါမျိုးကတော့အမှတ်ကြီးကကျွမ်းတယ်ဟဲ့အမှတ်ကြီးကိုသွားပင့်ကြည့်သူကဥမှတ်ကြီးအကြောင်းသိနေတာဆိုတော့သွားမပင့်ခြင်းဘူးဗျာဒါနဲ့အဖေကိုကြည့်လိုက်တယ် အဖေကလည်းကျုပ်အကြည့်ကိုနားလည်မှာပါဒါပေမဲ့အဖေကစကားများများမပြောချင်လို့ထင်ပါတယ်အလက်ကဥမတ်ကြီးကိုတွားပင်ကွာအဖေစကားကြတော့ကျုပ်လည်းမငင်းတာတော့ပဲဥမတ်ကြီးအိမ်ကိုအမြန်ပြေးခဲ့ရတာပေါ့ဥမတ်ကြီးကျုပ်ကျုပ်အမေအပားမိနေလို့ဗျကျုပ်လည်းဥမတ်ကြီးအိမ်ထဲကိုပြေးဝင်လိုက်တော့အမောတကောနဲ့ပြောလိုက်တယ်ဥမတ်ကြီးကရေနွေးတောက်မပြတ်ဘူးဗျမင်းတို့ဘာသာကိုတွားမခေါ်ဘူးလားဥပဒါကြီးကနေမကောင်းဘူးဗျ ဥမတ်ကြီးလည်းဒီတော့မှပစိုးပြင်ဝစ်ပြီးတော့နေရံမှာအသင်းချိန်ထားတဲ့သူရဲ့ဆေးကူးတဲ့လွယ်ကြီးကိုဖြုတ်လိုက်ပြီးတော့ဖះเจ้าဆောင်ဘောကကျိန်လုံးတက်လုံးကိုဆွဲရင်းကျုံနောက်ကိုလိုက်ခဲ့တာပေါ့မတက်တခေါက်တက်တဲ့ဥမတ်ကြီးကိုဆရာတင်ပြီးပြေးခေါ်ရတာက အောက်ကြမ်းသိပေမဲ့ကျုံမှလည်းအဖေအမေရမဟုတ်လားနောက်ပြီးကို့အမေဖြစ်နေတာဆိုတော့သူ့ကိုမျက်နှာငယ်နဲ့သွားခေါ်ရတာပေါ့ကျုံလဲပြန်လာရင်ဥပဒါအိမ်ရှိရောက်တော့ဥပဒါအိမ်ထဲမှာမီးလင်းနေတာတွေ့တာနဲ့အိမ်ကိုမပြန်တော့ပဲဥပဒါအိမ်ကိုဝင်လိုက်တာပေါ့ ပယောကားဆိုရင်ဥမတ်ကြီးကနိုင်မမနိုင်နော်ဥပသာကပဲလှုပ်ပေးနေကြဆိုတော့ကျုပ်ကလည်းသူ့ကိုအားကိုးမိတာပေါ့ဥပသာဥပသာအလက်ကောင်ပါလားအမောတကောနဲ့ဘာဖြစ်လာလဲကျုပ်အမေကိုအပမှီတယ်ဆိုလို့ဗျဥပသာအိမ်မော်တက်လိုက်တော့ဥပသာအိမ်မလို့ပြင်နေတဲ့တူပါရဲ့အချိန်ရတော့စောသေးတယ်ဗျ6နာရီကျော်လောက်ပဲရှိအောင်မယ်မင်းပြောတော့ရိုးပါတယ်ဆိုအခုတော့မရိုးဘူးဗျအမေကဘာစားစားဘာတောက်တောက်မဝင်ဘူး နောက်ပြီးအခုတော့တရေပူးတယ်လို့လို့ကတ်တယ်လို့လို့ဖြစ်နေတယ်တဲ့ပြီးတော့လဲလွန်ခဲ့တဲ့နှစ်ပတ်လောက်ကမြောက်ပိုင်းရောက်ဒေါ်ကျော်တို့သားမီးနဲ့ရန်နေဖြစ်ကြတယ်ဆိုပဲကြုံပြောလိုက်တာနဲ့ဥပဒါကချက်ချင်းကောင်းထောင်လာပြီးငုတ်တုတ်ထိုင်ချလိုက်တာပဲအခုမင်းတို့ဘယ်လိုလုပ်ကြမလဲအကြီးပြုံးတဲ့အဖေကဥမတ်ကြီးကိုပြေးခေါ်ခိုင်းတာနဲ့ကျုပ်လည်းအခုပြေးခေါ်ပြီးပြန်လာတာဥပဒါကမျက်နှာမဲလိုက်ပြီးမတ်ကြီးကမတ်ကျွေကိုဖေးနိုင်ပါလေကွကျုပ်လည်းမျက်လုံးပြူးသွားတယ်ဒါဆိုမတ်ကျွေကဆုံးလား ဥပဒါမျက်နာတစ်ချက်ပြတ်သွားတယ်။သူ့ဘက်ဆက်ကလွတ်ကနေထွက်သွားတာကိုနောက်တော့သူလဲကောင်းကျင်းလိုက်တယ်။မင်းဟုံကတခါပြောဘူးသားပဲ။တို့ရွာမှာစုံအုပ်တက်တွေတက်ပေမဲ့စုံလို့လူသိမခံတဲ့လူတွေအများကြီးရှိရဲဆိုတာလေ။ကျုံလဲဥပဒါအနာကိုပြေးထိုင်လိုက်တယ်။ဟာဒါဆိုမက်ကျွေကစုံမာကြီးပေါ့။လုံစားမှာပြာကျုံအမေကိုကဲ့ပေးပါ။အေးပြီးရောမင်းတို့အိမ်မှာအမှတ်ကြီးရှိရဲဆိုတော့ငါမလိုက်တော့ဘူး။ငါလဲနေမကောင်းဘူးဆိုတော့ဒီကနေလှမ်းကူပေးမယ်။မိဒီနာတိုင်းဟိုဘက်ကိုလှည့်စမ်း ကျုပ်လဲသူ့ထိုင်နေတဲ့ပြာပေါ်ကိုတတ်ထိုင်ပြီးတော့သူ့လက်ခိုင်းတဲ့အတိုင်းသူ့ကိုမျက်နာမမူပဲနဲ့လမ်းပေါ်ကိုမျက်နာမူပြီးထိုင်လိုက်တယ်။သူ့လဲဆိုဘေးဆောင်အနေထားဖြစ်နေတာပေါ့။ဥပတာကကျုံနဖူးကိုသူ့လက်ဝါးနဲ့အုပ်လိုက်ပြီးတော့မင်းကိုအဝိစာကဝေဝိစာရဲ့အမြင်တောက်ဖွင့်ပေးမယ်နော်။မင်းမျက်လုံးကိုမှိတ်ထား။ပြီးရင်မင်းတို့အိမ်ကိုအာရုံပြုထား။ကျုပ်လဲကောင်းငိမ့်ပြီးတော့မျက်လုံးမှိတ်ထားလိုက်တယ်။ဥပတာကကျုံနဖူးကိုလက်နဲ့ခပ်ပွားပွားအုပ်ထားရင်းကာကနီလေးပေါ်ဇောကနီလေးပါဂရော၉ပါးနဲ့ ခုနထွေကဝေမျိုးတို့အမြင့်တက်ဖွင့်ပေးပါအမြင့်တက်ဖွင့်ပေးပါအမြင့်တက်ကိုဖွင့်ပေးကြပါဥပဒါကအဲ့လိုပြောလိုက်ပြီးတော့ကျုံနပ်ဘူးကိုလက်ဝါးနဲ့ပြန်ငနေရိုက်လိုက်တယ်ဆိုရင်ပဲကျုပ်ကိုလုံးကြီးကလေပေါ်လွှဲထွက်သွားတယ်လို့လို့ရေထဲမှာမျောနေတယ်လို့လို့ကြီးဖြစ်သွားတယ်ကျုပ်မျက်လုံးထဲမှာလည်းမျိုးကြီးတွေရောတောင်ကြီးတွေတက်တော်ကြီးတွေနောက်ပြီးတော့လူတွေရောအစုံမဲမြင်နေရတယ်ဗျအာယုံပြုတ်ထားမင်းရဲ့အိမ်ကိုအာယုံပြုတ်ထားကျုံလဲအရင်เจ้าကိုစဉ်းစားလိုက်တာနဲ့ပုံဝင်းကျင်ကမြင်ကွင်းနေအကုန်လုံးပြောင်းလဲသွားပြီးတော့ ကျုပ်တို့ခြံရှိကိုရောက်သွားတယ်။မင်းမေကိုကြည့်ဟဲ့။ကျုံလဲခြံထဲကနေအိမ်ထဲကိုဆက်သွားလိုက်တယ်။လမ်းလျှောက်သွားရတာနဲ့မတူပဲလေပေါ်မှာလွင့်သွားတယ်လို့လို့ရွေ့ပြီးရောက်သွားတာဗျ။အိမ်ပေါ်ကိုလှမ်းတက်မယ်လို့တော့လေကားရင်းမှာလူကြီးတယောက်မတက်ရနေတယ်။ဟဲ့ကောင်လေးနေရော။ကျုပ်ကိုအော်လိုက်တော့ကျုပ်အရှိဆက်မသွားပါပဲ။တကူးကူးနဲ့တိုက်နေတယ်လို့တင့်နေတယ်ဗျ။ဒီလူကြီးကကျုပ်ကိုအသေးချာကြည့်တယ်။အော်မင်းကဒီအိမ်ကပဲ။ အဲ့လိုပြောပြီးပျောက်သွားတာဗျမျက်စိရှိတယ်မဲဘယ်ရောက်သွားမှမသိဘူးနောက်တော့ကျုံလဲလှေကားအတိုင်းအိမ်ပေါ်တက်လိုက်တယ်အိမ်ဦးကမှဥမတ်ကြီးကထိုင်နေတယ်အမေကိုလူတွေဝိုင်းထားတာတွေ့တယ်မင်းမေကိုတေချာကြည့်စမ်းဘာမြင်လဲကျုံလဲအမေကိုတေတေချာချာစိုက်ကြည့်လိုက်တယ်မြင်တယ်မြင်တယ်ဥပသာအမေရဲ့လက်ဘေးနားမှာအနက်ရောင်တွေတွေ့တယ်နောက်ပြီးတော့ခြေထောက်မှာလည်းတွေ့တယ်ဒီချိန်မှာဥမတ်ကြီးကအမေပိုက်ကြီးကိုလှမ်းပြီးကြီးလိုက်တာပဲ တုတ်ကြည့်လိုက်တော့အမေပိုက်ထဲမှာအနဲ့ရောင်အမုံတွေလိုလို အရာတွေကစုနေတာပဲ။ပိုက်ထဲမှာလည်းတွေ့တယ်။အနဲ့ရောင်အမုံတွေဥပသာမသိရင်ခဲတံကိုဓာတ်နဲ့ချက်လိုက်တဲ့အခါကျလာတဲ့အမုံလိုမျိုးတွေအဲ့ဒါမင်းအမေကိုတိုက်ထားတာပဲကွ။အစာပိတ်သွေးပိတ်လေးပိတ်လုတ်တယ်လို့ခေါ်တယ်။ဒါကြောင့်မင်းအမေကဘာမှစားလို့တောက်လို့မရတာပေါ့။ဟုတ်ဟုတ်မယ်ဗျ။မျက်လုံးမဖွင့်နဲ့အောင်အလက်ကဒါဆိုမင်းချန်ထဲမှာတစ်ခုခုတော့ရှိလောက်တယ်။မင်းချန်ထဲကိုတည်တည်ချာချာကြည့်စမ်းကွာ။ ကျုပ်လည်းကြည့်လိုက်တာပေါ့အိမ်ပေါ်ကနေဥမတ်ကြီးနဲ့အမေတို့ကအလုပ်တွေရှုံနေတယ်ကျုပ်ခြံထဲကိုဆင်းလာပြီးအိမ်ရှိတွေအိမ်နောက်တွေကိုသေသေးချာချာကြည့်တယ်ဗျဒါပေမဲ့ဘာမှထူးခြားတာကိုမတွေ့ရအောင်ဒါပေမဲ့ခြံတကားနားရောက်တော့ထူးခြားတာတခုတွေ့လိုက်ရတယ်ခြံတကားအဝင်အထွက်နားမှာခုနမြင်နေရတဲ့အနဲ့ရောင်အမုံလေးအများကြီးစုနေပါရောတွေ့ပြီဥပသာတွေ့ပြီခြံတကားအောင်နားမှာခုနကလိုအနဲ့ရောင်အမုံလေးအများကြီးပဲအေးအဲ့ဒီနေရာကိုသေသေးချာချာမှတ်ထားနော်ဥပသာကျုပ် ကျုပ်တခြားနေရာတွေကိုသွားကြည့်ကျင်သေးတယ်။တော်စမ်းပါကွာအမြင်တက်ရတယ်ဆိုတိုင်းရှောက်မကြည့်ရဘူးကွာ။မျက်နာတွေများရင်မကောင်း။ကဲငါမင်းကိုအမြင်တက်ထုတ်ပေးပြီဟဲ့။ဥပဒါကပြောပြောဆိုဆိုနဲ့ကျုပ်ရဲ့နှစ်ဖူးကိုထိထားတဲ့လက်ဖဝါးနဲ့ဖြုတ်လိုက်ပြီးတော့ကျုံနောက်စီကိုလက်ဖဝါးနဲ့ဖြန်းကနေရိုက်ချလိုက်တာပဲ။ကျုပ်ကိုလုံးဝအရှိကိုကိုင်းကြသွားပြီးတော့ကျုပ်နှစ်ဖူးကဖြာနေထိသွားတယ်။ကျုပ်ကိုတယောက်ယောက်ကစောင့်တွန်းလိုက်သလိုဖြစ်ပြီးကျုပ်လည်းမျက်လုံးတွေပွင့်သွားတာပေါ့။ထိုင်မဲလို့လုပ်ပေမဲ့ကျုပ်ကိုကျုပ်တိတ်ပြီးထိန်းချုပ်မရသေးဘူးဗျ။ ကျုပ်လက်တွေကိုလည်းခံစားလို့မရသေးဘူး။ဥပဒါကကျုပ်ပကုံးအသာဆွဲတူတယ်။ဒီတော့မှကျုပ်လည်းပြန်ပြီးလှုပ်ရှားလို့ရတယ်ဗျ။မင်းအခုလောရမှာကအိမ်ကိုပြန်ပြီးအဲ့ဒီနေရာကိုတူးတာကြည့်တော့ကွာ။ငါကမက်ကျွေနဲ့ရှင်းလိုက်မယ်။အဲ့ဒါခုနကျုပ်ဘာဖြစ်နေရလဲ။ကျုပ်ကိုကျုပ်ထိန်းလို့မရဘူး။ဘဝင်ကျသွားတာကွာ။နတ်ပဲဖြစ်ဖြစ်ဆုံးပဲဖြစ်ဖြစ်လူတယောက်ကိုပူးချိန်ကတ်ချင်နေဆိုရင်အဲ့ဒီလူရဲ့အသီးစိတ်ကိုဘဝင်နဲ့ကြာတော့အရင်လောက်ရတယ်။ဘဝင်ကြာတော့မှဝင်ကက်ပြီ ဲ့ဒီလူကိုစေခိုင်းလို့ရတာကွဘဝင်ကြတယ်ဆိုတာဘာလဲဗျမင်းကလည်းစကားရှိလိုက်တာအဲ့ဒီကြောင့်နေနောက်တော့မင်းကိုပြောပြပါမယ်အခုကအရေးကြီးတယ်မှတ်ကြီးကမင်းမေကိုကြိမ်လုံးနဲ့တိမ်တုံမရိုက်ခင်မင်းကအိမ်ကိုပြန်ပြီးခုနမင်းမှတ်ထားတဲ့နေရာကိုတေချာတူးပြီးတော့ကျုပ်လဲဥပဒါအိမ်ကနေပြေးစင်းခဲ့တယ်ကျုပ်ခြံထဲကိုပြေးဝင်လိုက်ပြီးအိမ်ခြေရင်းမှာထောင်ထားတဲ့တရင်ငန်းများကိုဆွဲယူလိုက်တယ်အိမ်အားလူတွေကတော့အိမ်အပေါ်ထဲမှာစုနေကြတယ်ထင်ပါရဲ့ ကျုပ်လည်းခြံရှိကိုလာပြီးတော့ခုနကျုပ်တွေ့ထားတဲ့နေရောင်အသေးချာတူးတော့တာပဲ။မိုးရသည်ဆိုတော့မြေကနည်းနည်းပြော့နေတာဆိုတော့တူးရတာတော့တိတ်မခတ်ဘူးဗျ။တူးရင်နဲ့တထွာလောင်းတတ်တော့မြေကြီးထဲမှာခုလူခုလူဖြစ်နေတာနဲ့ကျုပ်လည်းလမ်းနဲ့နှိုင်လိုက်တယ်။ဗကံကွဲလိုမျိုးအနဲ့ရောင်အကွဲစာလေးတစ်ခုဗျ။အနဲ့ရောင်ကတော့ပြောင်နေတာပဲ။အဲ့ဒီအကွဲစာလေးမှလည်းတခုခုနဲ့ချစ်ထားတယ်လို့ပဲ။အဖြူရောင်လေးတွေလည်းတွေ့တယ်။ကျုပ်အထင်တော့အေးတမျိုးပဲဖြစ်မယ်ဗျ။ဒါနဲ့ကျုပ်လည်းတရင်ငန်းပြားကိုခြာထားပြီးတော့ အဲ့ဒီအပြားလေးကင်ပြီးဥပဒါအိမ်ကိုပြေးခဲ့တာပေါ့ဥပဒါအိမ်ကိုရောက်တော့ဥပဒါကငုတ်တုတ်ထိုင်နေတယ်ကျုပ်လည်းသူ့အနာသွားလိုက်ပြီးဥပဒါဟောဒီမှာကြည့်ဘာလေးလဲမသိဘူးဥပဒါကကျုပ်စီရအပြားလေးကိုလှမ်းယူပြီးတော့စီမီခွက်အလင်းရောင်နဲ့တည်တည်ချာချာကြည့်တယ်ဟောရာတိမ်ဝင်တပိတ်ခွဲပေါ့အဲ့ဒီပေါ်မှာတန်ဆူးနဲ့ချစ်ပြီးအင်းချထားတာပဲပြီးတော့အင်းကိုထုံးနဲ့ပေါ်လိုက်တော့ခုလိုမျိုးဖြူဖြူဆက်လုံးတွေဖြစ်သွားတာပေါ့ကွအင်းကတော့အမြင့်စားပဲဒီင်းကိုကိုခန်းအင်းလို့ခေါ်တယ် ကိုခန်းအင်းနဲ့လားအလွယ်ပြောရရင်ကိုရဲ့မြောက်တဲ့နေ့မှာအရာအလုံးခန်းကြောက်ပြီးသေဆုံးသွားစေတဲ့အင်းပေါ့ကွာဖះဖះအခုအမေရ၃ရက်လောက်ရှိပြီမက်ကျွယ်လက်ချက်ပေါ့ကွာခုနကပဲငါသူနဲ့စကားပြောပြီးပြီ तू ကမင်းမေကိုမကျေနပ်လို့လှုပ်လိုက်တာတဲ့မင်းမေကတိတ်ဆဲတော့သူ့ကိုရွာထဲပတ်ဆဲတာကိုမကျေနပ်တာတဲ့ကွာငါထင်ပါတယ်မင်းမေမတန်းစကားတိတ်ကြမ်းတာဆိုတော့တနေ့သူများလောက်တာခံရအောင်မယ်လို့ဟုတ်ဟုတ်ကဲ့ မက်ကျွေကငါ့ကိုမနိုင်မန်းသီးတော့ရှော့ချသွားတယ်။ငါ့အတင်ခေါ်စာလောင်းနဲ့ပြီးသွားလိမ့်မယ်ချင်းနဲ့။ဒါပေမဲ့ဒီရင်ကတော့မက်ကျွေလောက်တာမဖြစ်နိုင်ဘူး။အစင်းမြင့်နဲ့အောင်လန်းစရာတယောက်လောက်ထားတာပဲနေမှာ။ဒါဆိုဥပဒါဘလို့လုံးရမလဲ။ဥပဒါကပြုံးရင်ကျုပ်ကိုကြည့်တယ်။မင်းမေအတွက်လက်တော့မပြောင်းခြင်းဘူးလား။ကျုပ်လည်းခေါင်းငိမ့်လိုက်တာပေါ့။ဥပဒါကကျုပ်ကိုသူ့ရင်ကြောရှောက်ပေါ်တင်ထားတဲ့ဘူးတစ်ခုထဲကတန်ကြောင်တစ်ကြောင်ယူခိုင်းလိုက်တယ်ဗျ။အဲ့ဒီဘူးထဲမှာအိမ်ရိုက်တန်လေးစိုက်စုံတင်ထားတာပဲ။ ဆိုလဲနှစ်လမ်းမှတန်တချောင်းယူပေးလိုက်တယ်။ဥပဒါကအဲ့ဒီတပိတ်ကွဲလေးကိုပြောင်းပြန်လန့်ပြီးတော့အင်းနေမရေးထားတဲ့ဘက်မှာအင်းကွက်တစ်ခုကိုတန်ချောင်းနဲ့ချစ်ပြီးဆွဲတယ်ဗျ။ပြီးတော့ကုန်းအစ်ထဲကထုံးပူးဖွင့်ပြီးအင်းကွက်ကိုထုံးနဲ့ပုတ်တယ်။နောက်တော့သူ့အင်းကြီးစားနဲ့ထုံးတွေကိုပုတ်လိုက်တော့တန်ချောင်းချစ်ထားတဲ့အချစ်ရတွေထဲထုံးတွေဝင်ပြီးတော့အင်းကထင်းသွားတာပေါ့။ဥပဒါကတပိတ်ကွဲကိုလက်ပြန်ကင်ပြီးတော့မန်းမုတ်ပြီးလက်ပြန်လက်ဝါးနဲ့တပြန်ပြန်ရိုက်တယ်။ပြီးတော့ကျုပ်ကိုအဲ့ဒီတပိတ်ကွဲကိုလက်ပြန်ပေးတယ် အဲ့ဒီတပိတ်ကွဲကိုရေးစရင်လှုပ်တဲ့လူဆိုတဲ့မင်းနဲ့ပြရင်လှုပ်တဲ့လူပူတယ်ကွမင်းမေကိုလှုပ်ထားတဲ့လူကိုမင်းနည်းနည်းပါးပါးလှုပ်ပြလိုက်စမ်းကွာနှိမ့်ဆက်ပြီးပြီဆိုရင်တော့တပိတ်ကွဲကိုရွာပြင်ရရိုးချောင်းထဲကိုဖြည်းဖြည်းဆော့ပြလိုက်ပေါ့ကျုပ်လည်းပျော်သွားတာပေါ့ဒီလိုရုံမာတဲ့သူကိုနိုင်မဲ့နီးလန်းရပြီမဟုတ်လားဒါနဲ့ဒီတပိတ်ကွဲကိုကင်ပြီးအိမ်ကိုပြန်လာခဲ့တယ်အိမ်ရောက်တော့ရေဖလားနဲ့ရေတခွက်ခတ်ပြီးတော့တိမ်ဝင်တပိတ်ကိုရေဖလားနဲ့နှစ်တဲပြတပတ်ကလူရုံမာဖြစ်သွားမဲ့ရုပ်ကိုကြည့်ပြီး စိတ်ထဲပြောနေတာပေါ့စူဇန်စူဇန်အေးစမ်းကွာကျုပ်လဲပျော်ပျော်ရွှင်ရွှင်နဲ့တပိတ်ကွဲကိုရေရဲနှဲလိုက်ပြန်ဆဲလိုက်လုပ်နေတယ်ပြီးတော့မိခင်သွားဖို့အကြံရတာနဲ့တပိတ်ကွဲကိုယူပြီးမိဖို့ကြောင့်လဲပြေးဝင်ခဲ့တာပေါ့မိဖို့တဲကိုထင်းတော့သုံးလေးတော့ထည့်လိုက်တယ်ဗျမိကဟောင်းကနေတောက်လာတယ်ဆိုရင်ပဲတပိတ်ကွဲကိုမိညာနဲ့ကင်ပြီးတော့မိတော့အပေါ်ကိုတင်ပြီးမိခင်တာပေါ့ဟာဟာတေးစမ်းသူများကမကောင်းကြံတဲ့ကောင်တေးစမ်း ကျုပ်ရည်နေတဲ့ချိန်မှာပဲအကြီးပြုံးကမိဖို့ကန်းနဲ့ဖြုံးစားကြီးဝင်လာတယ်။ဟဲ့အလက်ကောင်ဘာလုပ်နေရလဲ။ကျုပ်လဲလန်းလန်းနဲ့မိညက်ကိုချလိုက်တော့တပိတ်ခွဲကထင်းမိတဲ့ကိုကြာသွားတာပေါ့။ဟိုဟိုလေးကျုပ်လဲပြန်ကောက်ဖို့လုပ်နေတယ်။ဒါပေမဲ့အကြီးပြုံးကကျုပ်ကိုတွန်းဖယ်ပြီးတော့ဘာမှမလုပ်ရင်လဲဖယ်စက်ဟာ။နင့်အမေကိုဖမ်းစားတဲ့ဆုံးကအမေသားတောင်းတာ။အမေသားမရှိဘူးဆိုတော့ကျက်ဖို့ကြမ်းမနဲ့ခုချက်ချင်းခေါ်စာပေးရမယ်ဆိုလို့ငါချက်ရအောင်မယ်။ကဲလက်စားနဲ့နင့်အိမ်တော်ဖေးဝင်ပြီ ကျက်ဖို့တကောင် ကျက်မတကောင်ဆွဲခဲ့ဟာကျုပ်လည်းညီးမရတော့ပဲအိမ်နောက်ဖေးကိုဝင်လိုက်တယ်အိမ်တန်းတက်နေတဲ့ကျက်မနဲ့ကျက်ဖတကောင်ကိုဆွဲပြီးတော့ဘဝပြောင်းပေးလိုက်တာပေါ့နောက်တော့ရွှေနွေးနဲ့အမွေးနှုတ်ပေးလိုက်တယ်ကျက်ဖို့ကျက်မကိုကလီစာတွေမထုတ်ပဲမကြက်တကြက်ဖြစ်အောင်မီးမြိုက်ပေးရတယ်အကြီးပြုံးမီးမြိုက်ပြီးတော့ကျုပ်လည်းထင်းမိဖို့တဲ့ကိုသွားပြီးတဲ့ဝင်တပိတ်ခွဲကိုရှာပြီးမဲ့မတွေ့တော့ပါဘူးခေါပရောင်းနဲ့ကိုဖက်ခင်းပြီးတော့ထမင်းထဲဖို့လုပ်တယ်ကျုပ်လည်းအကြံရတော့တာနဲ့ အကြီးပြုံးမနက်ကတုံးချက်ထားတဲ့ထမင်းတွေရှိသေးတယ်မဟုတ်လားရှိပါ၏ဘသူမှမစားတော့အိုးလိုက်ကြီးကိုကြံနေသေးတာဒါဆိုအတော်ပဲဗျစားမရမဲ့တူတူအဲ့ဒီထမင်းတွေကိုခေါစာပြစ်လိုက်ရအောင်အကြီးပြုံးကခေါင်းငိတ်ပြီးတော့တုံးချက်ထားတဲ့မုန်စိမ်းပေါင်းနဲ့တူတဲ့ထမင်းခဲကြီးကိုခေါ်ပရောင်းနဲ့ထည့်ပြီးတော့အပေါ်ကကြက်ဖို့ကြမမီးမြိုက်ထားတာတင်ပြီးတော့ကျုပ်ကိုလှမ်းပေးတယ်ဗျာကျုပ်တော့အမလားအေးပေါ့နင်းရဲ့ယောက်ျားလေးပဲဒီခေါ်ပရောင်းကိုပစိုးစားနဲ့အုပ်သွားရွာဝင်လမ်းလေးကွာစုံမှာချတာခဲ့ဟုတ်ပြီလား ကျုပ်လဲခေါ်ပတောင်းရွက်ပြီးတော့ခြံထဲကနေထွက်လာခဲ့တာပေါ့ခြံအထွက်မှာကျုပ်တူးထားတဲ့မြေချင်းကြီးကိုမနှဲဆောင်ခဲ့ရသေးတယ်။ညကတော်တော်မောင်းနေပြီဗျ။ခုနှစ်နာရီကျော်နေလောက်ပြီ။ရွာလမ်းမှာလူသူမရှိတော့ကျုပ်လဲခေါ်ပတောင်းရွက်ပြီးတော့ရွာထိပ်ကိုလာခဲ့တယ်။ရွာတော်ရှင်နှမ်းမှာစီမီးခွက်ကလေး၃ခွက်ထွန်းထားတယ်ဗျ။ကျုပ်လဲလမ်းလေးကွာဆုံးမှာခေါ်ပတောင်းကြီးချခဲ့ပြီးတော့ပြန်လှည့်ပြေးတာပေါ့။ဒါပေမဲ့ဒီခေါ်ပတောင်းကိုဘယ်သူလာစားမလဲဆိုတာလဲကျုပ်သိကျင်သေးတယ်။ဒါနဲ့ဝေးဝေးကိုမသွားဘဲနဲ့ ရွာတော်ရှင်နဲ့အနောက်ကခြုံထဲမှာပစိုးခြုံပြီးပုန်းနေလိုက်တာပေါ့။နန်းနဲ့အနောက်ကမောင်ရိပ်ကျနေပေမဲ့လမ်းလေးကွာစုံနေရတော့စီမီအလင်းအောင်နဲ့အတိုင်းသားမြင်နေရပါတယ်။မကြပါဘူးဗျာ။ခွေးကြီးတကောင်ရွာထဲကနေထွက်လာတယ်။ကျုပ်တို့မြင်ဘူးတဲ့ခွေးပုံစံမဟုတ်ဘူးဗျ။လူကြီးခစောင်းလောက်ရှိတဲ့ခွေးကြီးကတကူလုံးကိုမဲနဲ့နေတာပဲ။နောက်တော့ခေါပရောင်းကိုနန်းကြည့်တယ်။အပေါ်မှာတင်ထားတဲ့ချက်ဖို့ကျမကိုကြိုက်ကြိုက်ပြီးဝါးစားတာ။ညံလိုက်တာဗျာ။ချက်တကောင်လုံးကိုကြိုက်စားတာ၃မိနစ်တောင်မကြာဘူး။ ကျက်နှစ်ကောင်လုံးစားပြီးတော့ထမင်းတုံးကြီးကိုတစ်ချက်ကြည့်ပြီးအနားခံနေပြပြီးတော့အဲ့ဒီထမင်းတုံးကြီးကိုကြိုက်ဝါကြည့်တယ်။သုံးလေးချက်လောက်ဝါပြီးတော့ထမင်းတုံးကိုထွေကနေထွေကြပြီးတော့ရွာလေးကိုအေးအေးလူလူလမ်းလျှောက်ပြီးပြန်ဝင်သွားတော့တာပဲ။ကျုပ်လည်းခွေးကြီးကိုကြည့်ပြီးရည်ကျင်နေတာမနှဲအောင်ထားရတယ်။ဒါဆိုရင်တော့ဥပသာပြောတာမှန်နဲ့ကျုပ်ချက်ထားတဲ့ထမင်းကိုခွေးကျွေးရတော့မစားဘူးလို့ပြောတယ်မဟုတ်လား။ကျုပ်လည်းအလုံးရှင်သွားတော့မှရွာထဲကိုပြန်ဝင်လာခဲ့တယ်။ကျုပ်ခြံထဲကိုဝင်ခဲ့ပြီးခြေလက်ဆေးတဲ့ချိန်မှာ အင်မောကနေစေးစရာဥမတ်ကြီးနဲ့အဖေကဆင်းလာတယ်ဗျအမေကချက်ချင်းတက်တာသွားတယ်ဆိုပဲဥမတ်ကြီးကတော့သူကုပေးခဲ့တာဆိုပြီးတော့စကားတွေကြွယ်နေတာပေါ့အဖေကလည်းဥမတ်ကြီးကိုစေးဘုံငွေတွေကတော့လိုက်သေးတယ်ဒါနဲ့ဥမတ်ကြီးကအဖေတို့ကိုနှုတ်ဆက်ပြီးတော့ခြံထဲကနေထွက်သွားတယ်ဗျဒါပေမဲ့ခြံတကားဝမှာကြုတ်တူးထားတဲ့မြေချင်းကြီးကိုမမြင်မဆန်းနဲ့နေမိပြီးတော့ချိန်ခေါက်ပြီးမှောက်ခုံရင်းလဲပါရောကျုပ်လဲရီကျင်တာနဲ့တဟားဟားနဲ့ဤချလိုက်တာဥမတ်ကြီးကတော့အမြန်ကုန်းထားတယ် ဒီဆုံးကတော့ငါ့ကိုစိန်ခေါ်နေပြီငါ့ကိုစိန်ခေါ်နေပြီကွအဲ့လိုချိန်မောင်းပြီးတော့ခြေထောက်ထော်ကျိုးထော်ကျိုးနဲ့ရွာလန်းအတိုင်းရှောက်သွားတာပဲတထွာလုံးနဲ့တဲ့ကျင်းနေကြတာဆိုတော့သူခြေထောက်တော့တော်တော်နာသွားမှာပဲအမေကချက်ချင်းပြန်ကောင်းသွားတယ်ဥပဒါပြောတယ်လို့အစာပိတ်သွေးပိတ်လေပိတ်တွေမရှိတော့လို့စံပြုတ်တွေစားတာမနေဘူးဗျာအမေစားတာတွေ့တော့ကျုပ်တို့လည်းစိတ်ချမ်းသာရတာပေါ့ညာရောက်တော့အိမ်မက်ထဲမှာလူကြီးတယောက်ကကျုပ်စီကိုလမ်းလျှောက်လာတယ်ဗျတကူလုံးနဲ့အရေးပြားတွေကပျော်ကြနေပြီး မိတွေလည်းကြွမ်းနေတာကြောက်စရာကြီးဗျာစပင်းလေးမျက်ခုံးမွေးတွေမရှိတော့ပဲမျက်နှာအပြောင်ပြောင်ကြီးဖြစ်နေတာဗျကျုပ်ကလည်းမျက်လုံးကြီးဖြူးပြီးကြည်နေတော့တာငါ့ကိုမိရှို့တတ်တဲ့ကောင်မင်းကငါအရှင်မထောင်းငါလာနေပြီမင်းစီကိုငါလာနေပြီကွပြောရဆိုရင်သူ့ကိုယ်လုံးမှာမိတွေလောင်လာတယ်ဗျနောက်တော့အဲ့ဒီလူကြီးကမိတော့မိလျံနေကြမှာလူးလို့ရင် အတန်တန်ကြီးနဲ့အော်ဟစ်နေတာပဲအဲ့ဒီလူကြီးမိလောင်နေတာကိုကြည့်ရင်ကြုတ်လဲကြောက်ကြောက်နဲ့လန့်လို့သွားပါရောဖះဖះ ရိတ်သက်များရှင်ဇလန်လီကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးဒီနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Yo.